ရှင်ကဘသူပါလဲငါကဒီတော့ကို အုပ်ချုပ်တဲ့နတ်ဘုရားမှာပဲမင်းဟာဒီတော့ရဲ့ကကြပန်းကို လာရှာတယ်ဆိုတာငါသိတယ်ဒါကြောင့်မို့ငါကစမ်းတတ်မှုများစွာကို လုပ်ခဲ့တယ်မင်းဟာအဲ့ဒီအဆင့်တွေအားလုံးကို အောင်မြင်သွားပြီမကြခင်မှာမင်းလိုချင်တဲ့ကြပန်းရဲ့အနာကိုရောက်ပါလိမ့်မယ်ကြပန်းကနေမွေးလာတဲ့မင်းသားလေး ဟိုးရှိရှိတော့ကအရန်ကိုလာပါတဲ့ရွာလေးတရားမှာလဲသမားတရားကိုနေထိုင်ပါတယ်။သူဟာယိုယိုတတနဲ့ဘွားကိုဖျက်တမ်းပြီးတော့ရွာသားတွေပေါ်ကလည်းကောင်းကောင်းမွန်မွန်ဆက်ဆံတတ်ပါတယ်။ဒီနေ့မှာတော့လဲရလုပ်ငန်းတွေပြီးဆုံးသွားတဲ့အချိန်မှာတောကူဖျက်ပြီးတော့သူ့ရဲ့အိမ်ကိုပြန်လာခဲ့ပါတယ်။သူ့ရဲ့မိမကတော့အိမ်မှာစောင့်နေပါတယ်။ယောက်ျားရှင်ပြန်လာပြီလားကျမရှင်ကိုစောင့်နေတာ။ ဟုတ်တယ်ကွာဒီနေ့အလုပ်တွေများနေရနဲ့နည်းနည်းလေးနောက်ကျသွားတာကျမတို့သမီးကလေမနဲ့ကလေးကဘာမှမစားဘူးရှင်တခုခုကြံမအောင်လားဟေးဟုတ်လားငါသွားကြည့်လိုက်အောင်မယ်ဒီလိုနဲ့ပဲလေသမားကြီးကသူ့ရဲ့သမီးလေးကို စိတ်ပူပြီးတော့အပြေးလေးသွားကြည့်လိုက်ပါတယ်သူ့ရဲ့သမီးလေးကတော့အသက်၁၀နှစ်အရွယ်ကလေးမလေးတယောက်ပါ သူတို့မိသားစုရဲ့အသက်ကျော်ပဲလော်လေးပေါ့ ။သူမကအိယာပေါ်မှာအိမ်နေရင်းနဲ့သူ့ဘေးရောက်လာတော့နိုးသွားပါတယ်။သမီးဘာဖြစ်တာလဲ။မနဲ့တည်းကဘာမှမစားဘူးဆို။အခုလိုနေနေရင်အားနေပြီးတော့ပိန်သွားလိမ့်မယ်။လယ်သမားကြီးကသူ့ရဲ့သမီးကိုစိတ်ပူပြီးတော့ပြောလိုက်ပါတယ်။ဟင်းဘေးသမီးဘာမှမစားခြင်းဘူး။တကူလုံးကြိုက်ခဲနေတယ်။ သူ့ရဲ့သမီးနင်းမကောင်းဖြစ်နေတာကိုသိတော့လဲသမားကြီးလည်းအယံကိုစိတ်မကောင်းဖြစ်ပြီးတော့မျက်ရည်တွေကျလာပါတဲ့။သူဟာသမီးလေးကိုအယံကိုချစ်ပါတဲ့ကွယ်။ဒါဆိုရင်သမီးခဏအနားယူနေနော်တက်တာသွားမှာပါ။အဲဒီလိုပြောပြီးတော့လဲသမားကြီးလည်းသူ့ရဲ့မိန်းမစီကိုထွက်လာခဲ့ပါတယ်။သမီးလေးဖျားနေတာကြားပြီးတင်နေအခုမှပိုဆိုးလာတာဘာယောဂများဖြစ်နေလဲမသိဘူး။စိတ်မပူပါနဲ့ ငါမနဲ့ပြန်အသီးအနှံတွေကိုရောင်းမယ်။ပြီးရင်အဲ့ဒီပတ်စံနဲ့အကောင်းဆုံးဆရာဝန်စီမှာတွားပြကြမယ်။လေသမားကြီးကအဲ့ဒီလိုပြောပြီးတော့နှစ်သိမ့်ပေးလိုက်တယ်။ကျမတို့ရဲ့သမီးလေးဘာမှမဖြစ်တော့ပါဘူးနော်။မဖြစ်ပါဘူးကွာ။ငါလည်းငငယ်ကဖျားမှုပါတယ်။အချိန်တရင်တက်တာသွားမှာပါ။အဲ့ဒီလိုပြောလိုက်မှမိမဖြစ်သူလည်းအနှင်းငယ်စိတ်အေးသွားတော့တယ်။ထို့နောက်လေသမားကြီးကအိမ်ကနေထွက်သွားပါတယ်။ ူကတောထဲမှာသွားနေရင်နဲ့သူ့သမီးလေးအချောင်းကိုပဲတွေးနေပါတယ်ခဏကြာတော့သူဟာအိမ်တလုံးရှိမှရက်လိုက်တယ်အဲ့ဒီအိမ်ကတော့တောထဲမှာရှိတဲ့ဘုံကြီးတစ်ပါးရဲ့အိမ်ပဲဖြစ်ပါတယ်ဘုံကြီးကသူ့ရောက်လာတာကို တွေ့တော့အံ့ဩနေတယ်ဘုံတော်ကြီးရေကျွန်တော်ရဲ့သမီးလေးဖျားနေတယ်မိမကလည်းဒီကိစ္စအတွက်အယံကိုစိုးရိမ်နေတယ်သူဘာရောဂါဖြစ်နေလဲဆိုတာကိုသိချင်နေပါတယ်ကူညီပေးလို့ရရင် ကူညီပေးပါဦး ျွန်တော်ရဲ့သမီးလေးဘာလို့အခုလိုဖြစ်နေရတာလဲကျွန်တော်ကိုပြောပြပါကျွန်တော်တောင်းပန်ပါတယ်လယ်သမားကြီးငိုနေတာကိုတွေ့တော့ဖုန်ကြီးကလည်းတွေးဝေးသွားတယ်ပြီးတော့သူဟာတည်တည်ချာချာစဉ်းစားလိုက်တာပေါ့ဖုန်ကြီးကလယ်သမားကြီးရဲ့မျက်နှာကိုတေးချာကြည့်ပြီးတော့အခုလိုပြောလိုက်တဲ့မင်းရဲ့သမီးလေးမှာ ထူးဆန်းတဲ့ယောဂါတစ်ခုရှိနေတယ်သူ့ရဲ့ယောဂါကိုငါလည်းမကုနိုင်ဘူးဒါပေမဲ့တခြားရွာမှာအရန်ကိုနာမည်ကြီးတဲ့ဆရာဝန်ကြီးတယောက်ရှိတယ် အဲ့ဒီမှာတွားပြလိုက်ပါဒါပေမဲ့မင်းရဲ့ပစံအလုံးလောက်ရှိဖို့တော့လုံမဲသူကအရန်ကိုဈေးကြည့်တာရပါတယ်ဘလောက်ပဲဈေးကြည့်နေပါစေကျွန်တော်ကယူမဆိုင်ဘူးတမီးလေးသာတကယ်တက်တာမေဆိုရင်ဘသူနဲ့ဖြစ်ဖြစ်ပြမှာပါကျွန်တော်မနှက်ပြန်စပားရိတ်မယ်ပြီးရင်ကျွန်တော်တမီးကိုအဲ့ဒီဆရာဝန်နဲ့တွားပြမယ်လေသမားကြီးဟာစေကုနိုင်မဲ့လူကိုတီတော့အယံကိုပြောသွားပါတယ်။ကဲတားတော်လေးလည်းကံကောင်းပါစီခွင်။ ဘောင်းတော်ကြီးကိုနှုတ်ဆက်ပြီးတဲ့နောက်မှာလေသမားကြီးကဝမ်းသာပျော်ရွှင်စွာနဲ့အင်ကိုပြန်လာခဲ့ပါတယ်။နောက်တနေ့မနက်မှာတော့လေသမားကြီးဟာအင်ရောက်ကိုဆင်းပြီးတော့စပားရိတ်ဖို့ပြင်းနေပါတယ်။အဲဒီချိန်မှာရွာတွေကရွာတကြီးကအလောတကြီးနဲ့လေသမားကြီးရဲ့အင်ကိုရောက်လာပါတယ်။ဟေးဟေးငါမင်းကိုရေးတကြီးပြောစရာရှိတယ်။အော်ဟုတ်ကဲ့ပြောပါဗာများလေး။ ဒါပေမဲ့ငါပြောလိုက်ရင်မင်းအတော်လေးစိတ်ညစ်သွားမှာကွာ။ဘာကိစ္စလဲဆိုတာကိုအမြန်ဆုံးပြောပါ။ဘာရီဖြစ်နေရလဲတကြီးရဲ့။မင်းရဲ့အတီးနံစိုက်ခင်းတွေညားကမီးလောင်သွားတယ်။မင်းရဲ့ကောက်ပင်စားပင်တွေလည်းအကုန်လုံးပြဖြစ်ကုန်ပြီကွာ။အဲ့ဒီကိစ္စကိုကြားတော့လေသမားကြီးလည်းအယံကိုစိတ်မကောင်းဖြစ်သွားပါတော့တယ်။ဒါနဲ့ပဲသူကသူ့ရဲ့လေခွင်းစီကိုအမြန်ပြေးသွားတဲ့ သူအဲ့ဒီကိုရောက်တဲ့အချိန်မှာတော့သူ့ရဲ့လဲခွင်းတစ်ခုလုံးကပြာရီဖြစ်နေခဲ့ပါပြီ။ပြာရီကိုမြင်တော့အယံကိုစိတ်ထဲကျသွားပြီးတော့ဝမ်းနဲ့စွာနဲ့အော်ဟစ်ငုံကြွေးပါတော့တယ်။သူတို့အမျော်လင့်ချက်ဆိုတာတကယ်ပဲမရှိနိုင်တော့ဘူးလား။ခဏကြာတော့ရွာသကြီးကထက်ရောက်လာတယ်။ဒီတခါမှာတော့လေသမားကြီးလဲရွာသကြီးကိုကြည့်ပြီးတော့အားရပါးရငိုပါတော့တယ်။ကျွန်တော်ဘယ်လိုလုပ်ရမလဲရွာလူကြီးရဲ့ ကျွန်တော်ဒီဟာတွေကိုရောင်းပြီးတော့တမိလေးကိုစေးကူပေးမလို့အခုတော့အခုတော့ဗျာသူဟာဝမ်းနည်းစွာနဲ့ရွာတကြီးကိုပြောပြခဲ့ပါတယ်။ငါနားလေပါလေကွာမင်းလေခန်းစားနေရမှာပေါ့ဒါပေမဲ့မင်းလေဘာမှလုံးလုံးမရတော့ဘူးလေ။ကျုပ်ရဲ့အသီးနှံတွေဘလို့လုံးမီးလောင်နေဆိုတာကိုခမရမသိဘူးလား။ကျွန်တော်ဒီအသီးနှံတွေနေပဲဘဝကိုဖျက်တတ်နေရတာဗျ။သူကလည်းစိတ်လဲတူ ဝမ်းနေစွာနဲ့ပြောနေတော့တာပေါ့ဟာအဲ့ဒါတော့ငါလည်းသိချာမသိဘူးကွာဒါပေမဲ့မင်းရဲ့သမီးထူးဆန်းတဲ့ယောဂခံစားနေရတယ်ဆိုတာကိုတော့ငါသိတယ်စိတ်မပူပါနဲ့ငါမင်းကိုတထဲစီကနေပတ်စံတွေချိပေးမယ်ဒီတန်ကိုကြတော့လေသမားကြီးလည်းမျောလင်းချက်အနေငယ်ရပြီးတော့ဝမ်းသာသွားတယ်ကျေးဇူးပါဗျာကျွန်တော်ခမ ्या ကိုတကယ်ကျေးဇူးတင်ပါတယ်ခမ ्या ရဲ့ကျေးဇူးကိုကျွန်တော်ဒီတစ်သက်လုံးမမေ့ပါဘူး အင်းဟုတ်ပါပြီကွာဒါဆိုငါတို့သွားကြရအောင်အဲ့ဒီလူနဲ့ပဲလဲသမားကြီးနဲ့ရွာတကြီးကတထေးကြီးရဲ့အိမ်ကိုသွားကြပါတယ်သူတို့နှစ်ယောက်ကတထေးအိမ်ကိုရောက်သွားတယ်တထေးကြီး "तू ကလဲသမားတစ်ယောက်ပါ तू ရဲ့လဲဝင်းကအခုမီးလောင်ပြီးတော့ပြကျသွားပါပြီ तू ဟာပတ်စံအရန်လိုနေပါတယ်သူ့သမီးမှာထူးဆန်းတဲ့ယောဂါခံစားနေရတာကြောင့်စေကူတာဖို့ပတ်စံလိုနေပါတယ်" ။အော်တနာစရာကောင်းတဲ့စင်ရဲသားလေးပဲ။ငါမင်းကိုပတ်စံချီမယ်။ဒါပေမဲ့လာအနှင်းငယ်ကြရင်တော့ငါသမီးရဲ့မင်္ဂလာဆောင်ရှိတယ်။အဲ့ဒီခါကြရင်တော့မင်းဟာငါ့ကိုအတိုးနဲ့ပေးရမယ်။တတိစီကပတ်စံချီမယ်လို့ပြောလိုက်တာကြောင့်လေသမားလေးလည်းအယံကိုပြောသွားခဲ့ပါတယ်။ဟုတ်ကဲ့ကျွန်တော်တတိယပတ်စံတွေကိုပြန်ဆက်ပါပါအခုလိုချေးပေးတာကိုလည်းကျေးဇူးတင်ပါတယ် ါနဲ့ပဲတတိကလေသမားလေးကိုရွှေရင်းကားတအိပ်ပေးလိုက်တဲ့။သူဟာရွှေရင်းကားတွေကိုယူပြီးတော့အိမ်ကိုပြန်လာပါတယ်။ပြန်ရောက်တဲ့အချိန်မှာတော့သူ့ရဲ့မိန်းမကိုအကြောင်းစုံပြောပြလိုက်တဲ့။ငါတို့သမီးလေးရဲ့ယောဂါကိုကုသနိုင်တော့မယ်။ငါသမီးလေးကိုဘယ်မှာဆေးကုရမလဲဆိုတာကိုလည်းသိပြီ။ဒါကြောင့်မလို့သွားကြစို့။ဟုတ်တယ်ကျမတို့အမြန်သွားကြမယ်။ကျမတို့မှာအချိန်စွဲနေလို့မရဘူး။ သမီးလေးအမြန်တက်တောင်းစေကူတာမှုခံယူရမယ်ဒီလိုနဲ့ပဲသူတို့ကဆရာဝန်ကြီးရဲ့အိမ်ကို သူတို့သမီးလေးကို ခေါ်ပြီးတော့တွားကြတာပေါ့တခြားရွာမှာရှိတဲ့ဆရာဝန်ကြီးရဲ့အိမ်ကိုရောက်သွားတယ်ဆရာဝန်ကြီးကလည်းသူတို့လာတာကိုမြင်တော့စေကူပေးဖို့အတွက်ထွက်လာခဲ့ပါတယ်ကောင်မလေးကိုခဏလောက်စစ်ဆေးပြီးတဲ့အခါမှာတော့အယမ်းကိုပြင်းထန်တဲ့ဝေဒနာကို တွေ့လိုက်ရတယ်ငါတောင်းပန်ပါတယ် မင်းတို့ရဲ့တမီးရဲ့ဝေဒနာကဘလို့မှကုသလို့မရနိုင်တော့ဘူးဒီစကားတန်ကြတော့လေသမားလင်မယားလဲစိုးရိမ်ပူပန်သွားတော့တာပေါ့ကျေးဇူးပြုပြီးတော့ကုသပေးလို့မရဘူးလားဆရာဝန်ကြီးကိုအားကိုးလို့ကျွန်တော်တို့ကအရောက်လာခဲ့ရတာပါဒီလိုယောဂမျိုးကဘလို့မှ ပြောင်းလဲမှာမဟုတ်ဘူးတောင်းပန်ပါရဲ့အဲ့ဒီယောဂကကမ္ဘာပေါ်မှာအရှားပါဆုံးယောဂဖြစ်ပြီးတော့ဘယ်သူမှမကုသနိုင်ဘူး ဒါကြောင့်မလို့အိမ်ကိုပဲပြန်လိုက်ကြပါတော့ဒီလိုနဲ့ပဲလင်မယားနှစ်ယောက်စိတ်မကောင်းစွာနဲ့အိမ်ကိုပြန်လာခဲ့ကြတယ်။သူတို့အိမ်ကိုပြန်ရောက်တဲ့အချိန်မှာတော့မိမဖြစ်သူကငိုတော့တာပေါ့ကွယ်။ယောက်ျားရဲ့ကျမတို့သမီးလေးကိုဘယ်လိုလုပ်ကြမလဲ။ငါတို့သမီးလေးဘာမှမဖြစ်တော့ပါဘူးကွာမငိုပါနဲ့။ငါမရရအောင်သူ့ကိုကုသပေးပါမယ်။ဒါပေမဲ့ငါအခုအလုံးလုပ်ပြီးတော့အကျွေးတွေကိုအရင်ဆက်ရအောင်မယ်။ နောက်နေ့မနက်မှာတော့လေသမားကြီးကမျိုးစေ့တွေဝယ်ပြီးတော့သူ့ရဲ့လေခွင်းနေစီကိုသွားပါတယ်။အဲဒီချိန်မှာ သူ့ကိုပတ်စံချေးလိုက်တဲ့တတိကအကျွေးလာတောင်းပါတဲ့။ငါရဲ့ပတ်စံတွေကိုအတိုးရော အရင်ရောမင်းစီကငါအခုလိုချင်နေ။ဗျာတတိကျွန်တော်နားမလည်ဘူး။တတိပဲမင်းကလာအနေငယ်လောက်မှပြန်ဆက်ရင်အတိုးယူမယ်လို့ပြောတယ်လေ။အခုကအစောကြီးရှိသေးတယ်။ အဲဒီစကားကိုကြားတော့တတိယဘေးမှာပါလာတဲ့ကပ်ပါးကောင်ကရီပါတော့တယ်။သူက လေသမားကိုရီပြီးတော့အခုလိုပြောလိုက်တဲ့။ဟေးကောင်ငါကလူမိုက်ပဲ။မင်းငါအချောင်းကိုဒီနယ်တဝိုက်မှာစုံစမ်းကြည့်လိုက်။မင်းရဲ့လေခွေမီးဘာလို့လောင်လဲဆိုတာကိုရောသိရလားကွာ။အဲဒီစကားကဘာလဲ။မင်းကဘာကိုပြောချင်တာလဲ။ငါမင်းကိုရှင်းပြမယ်။ အမှန်တော့မင်းရဲ့လေခွင်းတွေကိုငါကသူ့ကိုမီးရှို့ခိုင်းလိုက်တာပဲတရေကြီးရဲ့စကားကိုကြားတော့လေသမားကတုန်လှုပ်ပြီးတော့ဝမ်းနဲ့သွားတယ်ငါကမင်းရဲ့သမီးလေးနေမကောင်းတာသိတယ်အဲ့ဒီယောဂါကကုလို့မရဘူးဆိုတာလည်းငါသိတယ်မင်းငါးစီကိုပတ်စံလာချေအောင်လို့ငါကတမင်လုံးလိုက်တာပဲခမ ्या ကဒီရွာမှာချမ်းသာနေဆိုတိုင်းစင်းရဲသားတွေကိုအနိုင်ကျင့်လာလားငါ့ကိုဘာမှလာမပြောနဲ့ အခုဒီလယ်ခွင်းတွေကငါ့အပိုင်ပဲမင်းနောက်တစ်ခါဒီကိုဘယ်တော့မှထက်ပြီးတော့မလာနဲ့မင်းငါ့ပစံတွေကို နောက်ထပ်ခုနှစ်ဘဝလောက်ဆက်တောင်းမှကြည်မမဟုတ်ဘူးလယ်သမားကြီးလည်းသူ့အမားကြီးလုံးမိတာကိုသိသွားတယ်သူဟာအဲ့ဒီနေရာကနေဘာမှမပြောနိုင်မင်းနဲ့စိတ်မကောင်းစွာနဲ့ပဲလှည့်ထွက်လာခဲ့ရတယ်အိမ်ပြန်လမ်းမှာတစ်တပင်အောက်ကိုထိုင်ပြီးတော့ငိုပါတော့တယ် ဒါပေမဲ့တစ်ပင်ရဲ့နောက်မှာရှိတဲ့ဖုန်ကြီးကသူ့ရဲ့ငိုတန်းကိုကြားလိုက်တယ်။ဖုန်ကြီးကလယ်သမားစီကိုတွားပြီးတော့ငိုရတဲ့အကြောင်းရင်းကိုမေးတဲ့။ကျွန်တော်သမီးလေးတည်တော့မယ်။ပြီးတော့တတိကြီးကလည်းကျွန်တော်ရဲ့လယ်ခွင်းတွေကိုအတိုးနဲ့တိမ့်သွားပြီဗျ။အခုလိုကြားရတာငါစိတ်မကောင်းပါဘူး။ဒါပေမဲ့မင်းရဲ့သမီးကိုကုသနိုင်တဲ့လျှို့ဝှက်ချက်တစ်ခုရှိတယ်။ဘလို့လျှို့ဝှက်ချက်မျိုးလဲအမြန်လေးပြောပြပါဦး။ ကျွန်တော်ကိုအဲ့ဒါကပါလေးဆိုတာပြောပြပါနော်ကျွန်တော်သမီးလေးယောဂအမြန်ပြဖို့လိုအပ်နေလို့ပါဒါကြောင့်ရတိကြီးကပြောပြလိုက်တယ်ဟုတ်ပြီမင်းကိုပြောပြမယ်ဒီရွာနဲ့ဝေးတဲ့နေရာမှာ တောအုပ်တစ်ခုရှိတယ်အဲ့ဒီတောအုပ်ထဲမှာထူဆန်းပြီးတော့လှပတဲ့ရေကန်တကန်ရှိတယ်အဲ့ဒီရေကန်ထဲမှာတော့မော့ဆန်နဲ့ကြာပန်းပွင့်ရှိတယ်ဒါပေမဲ့အဲ့ဒီဘန်ကိုမင်းကအကျဉ်းတရားတွေထားပြီးတော့ လောဘတွေမထားဘဲနဲ့တေချာလေးခူးရမယ်။ပြီးရင်မင်းလိုတလောက်ပတ်စံတွေကိုဆူတောင်းပါ။တောင်းပြီးရင်တော့ကြာပန်းကပျောက်ခွေသွားလိမ့်မယ်။အဲ့ဒီကိုရောက်ဖို့ကတော့အရန်ကိုဝေးတယ်နော်။ဒီစကားကိုကြားတော့လေသမားကြီးကပြော့သွားတယ်။ပြီးတော့ယုံကြည်မှုရှိတဲ့လေသံနဲ့ပြောလိုက်ပါတယ်။ကျွန်တော်သမီးရဲ့အသက်ကိုကယ်တင်ဖို့အတွက်ဘလောက်ပဲခက်ခဲပါစေစွန့်စားဖို့အသင့်ပါပဲ။ဟုတ်ပါပြီ။ ဒါဆိုရင်ဒီကနေညာဘက်ကိုချိုးပြီးရင်တက်တက်သွားလိုက်ပါလေသမားကြီးကအဲ့ဒါကိုနားထောင်ပြီးတော့သူကတော့ယုံကြည်မှုအပြည့်နဲ့မတ်တရက်ကဒီနေရာကနေထွက်သွားပါတယ်သူဟာမရက်မနာပဲလမ်းလျှောက်တယ်အချိန်တွေကြာလာတော့သူလည်းပင်ပန်းလာပါတယ်သူဟာကြာပန်းကိုယူဖို့အရန်ကို စိတ်အားထက်သန်နေပါတယ်ခဏလောက်လမ်းလျှောက်ပြီးတော့တစ်တပင်အောက်မှာအနားယူလိုက်တယ် သူနားနေတဲ့ချိန်မှာလှပတဲ့သမင်တစ်ကောင်ကသူ့ရဲ့ရှေ့မှာပြေးသွားပါတယ်။ဒီချိန်မှာခြုံမုံနောက်မှာပုန်းနေတဲ့ချင်းသိကြီးကထွက်လာတဲ့။သမင်လေးဟာရန်ကိုကြောက်ပြီးတော့လေသမားကြီးကိုကြည့်လိုက်ပါတယ်။လေသမားကြီးလည်းခဏလောက်တုန်ဆိုင်သွားပြီးတော့ဘာရီဖြစ်နေလဲဆိုတာကို နားမလည်နိုင်ဖြစ်နေတယ်။ဒီလိုနဲ့ချင်းသိကြီးကပြောလိုက်တယ်။မင်းဘလို့ပဲပြပြငါထတ်တော့မမြင်နိုင်ဘူးကွာ။ ရှင်သေးကလူတယောက်လူစကားပြောလိုက်တော့လေသမားကြီးလည်းကြောက်လန့်သွားတယ်။တမင်လေးကလည်းလူတန်နဲ့ပြန်ပြောပါတဲ့။ကျေးဇူးပြုပြီးတော့ငါ့ကိုလွတ်ပေးပါ။ဘာမလွတ်ပေးနိုင်ဘူး။ငါအခုရမ်းကိုဗိုက်စာနေပြီ။ဒီလိုနဲ့တမင်လေးဟာတနာစရာမျက်လုံးတွေနဲ့လေသမားလေးကိုကြည့်နေပါတဲ့။မင်းကလူသားတယောက်မလား။ မင်းငါ့ကိုကဲတင်နိုင်မလားကျေးဇူးပြုပြီးတော့ကဲတင်ပေးပါနော်လေသမားကြီးလည်းစိတ်မကောင်းဖြစ်သွားကသမင်ကိုကဲတင်ဖို့အနားကိုသွားလိုက်ပါတယ်ဟေးမင်းကချင်းသေးတကောင်မလားဟုတ်တယ်ငါကချင်းသေးပဲဒါဆိုသမင်ကိုထားခဲ့ပြီးတော့ဒီနေရာကနေထွက်သွားတော့ငါပြောတယ်မင်းကငါလိုချင်တာပေးနိုင်မယ်ဆိုရင်တော့ငါကသမင်ကိုထားခဲ့မှာပေါ့ ပြောစမ်းမင်းကဘာလုပ်ချင်တာလဲငါအခုဘာအရန်စာနေပြီမင်းငါ့ကိုတခုခုကြိုးရမယ်အခုတော့ငါမင်းကိုဘာမှမကြွေးနိုင်သေးဘူးငါသမီးလေးအတွက်ကြပန်းကိုသွားရှာရအောင်မယ်သမီးလေးကတေလူမျိုးပါဖြစ်နေပြီငါမင်းကိုဂရီပေးပါတယ်ငါအိမ်ပြန်ရောက်ရင်မင်းကိုတခုခုကြွေးပါမယ်မရဘူးကွာ မင်းဒီသမီးရဲ့အသက်ကိုကယ်ချင်ရင်အခုချက်ချင်းကြိုးရမယ် သမင်လေးဟာတနာစရာမျက်လုံးတွေနဲ့လဲသမားကြီးကိုကြည့်ပြီးတော့ငိုပါတော့တယ်။ကျွန်တော်ကိုကယ်တင်ပေးပါ။ကျွန်တော်အမေကကျွန်တော်ကိုအိမ်မှာစောင့်နေပြီးကျွန်တော်သေတာအမေသိရင်အယံကိုစိတ်မကောင်းဖြစ်နေမှာဗျ။လဲသမားကြီးလည်းစိတ်မကောင်းဖြစ်သွားတယ်။ချင်းနေကြီး သမင်ကိုလှုပ်ပေးလိုက်ပါ။မင်းဘိုက်စာနေရင်ငါ့ကိုသာစားလိုက်ပါတော့။အဲ့ဒါကအကောင်းဆုံးဖြစ်ပါလိမ့်မယ်။ဒီချိန်မှာရုတ်တရက်အလင်းရောင်တွေထွက်လာတယ်။ တမင်နဲ့ချင်းတွေလည်းပျောက်ကွယ်သွားပါတယ်။လေသမားကြီးကအံ့ဩပြီးတော့ကောင်မလေးကိုကြည့်နေလိုက်တယ်။ငါကဒီတော့ကိုအုပ်ချိုးတဲ့နတ်ဘုရားမှာပဲ။မင်းပန်းကိုလာရှာမန်းငါသိရဲ့။ဒါကြောင့်မို့မင်းကိုစမ်းတက်လိုက်တာ။ဒီစမ်းတက်မှုမှာမင်းကအောင်မြင်ပါတယ်။မင်းရဲ့မျက်လုံးတွေကိုမှိတ်လိုက်ပါ။ခဏနေရင်ကြာပန်းကိုတွေ့လိုက်မယ်။အဲ့ဒီကြာပန်းကိုယူပြီးတော့မျက်လုံးပြန်မှိတ်လိုက်။ ဒါဆိုရင်တော့မင်းကမင်းရဲ့အင်ကိုပြန်ရောက်သွားပါလိမ့်မယ်။ဒါကြောင့်လေသမားကြီးလည်းမျက်လုံးကိုပေးလိုက်တယ်။ခဏကြာတော့သူကရေကန်ဘေးကိုရောက်သွားပါတယ်။လေသမားကြီးလည်းအရန်ကိုပြောသွားခဲ့တယ်။ဒါဒါကဒါကငါလူချင်းနဲ့ကြာပန်းပဲ။အဲ့ဒီလိုပြောပြီးတော့သူကဘန်းကိုယူကာမျက်လုံးမှိတ်လိုက်တယ်။ခဏကြာတော့သူဟာရွာကိုပြန်ရောက်သွားပါတယ်။ ရွာပြင်ရောက်တာနဲ့သူဟာအိမ်ကိုတန်းပြီးတော့ပြေးပါတယ်။သူရောက်တဲ့အချိန်မှာတော့တရေကြီးကသူ့ရဲ့အိမ်ရှိမှာရှိနေတာကို တွေ့လိုက်ရတယ်။တရေကြီးဟာသူ့ကို တွေ့တာနဲ့စတင်ငိုပါတော့တယ်။ငါမင်းကိုတောင်းပန်ပါတယ်။ငါ့ကိုခွင့်လွှတ်ပေးပါ။ငါရဲ့သမီးလေးမှလည်းမင်းရဲ့သမီးလိုမျိုးရောဂါရနေပြီ။အဲ့ဒီကိစ္စကိုငါမင်းမှကြတော့သူမှအယံဝင်နေပြီးတော့တည်သွားပြီ။အခုငါမှဘာမှမရှိတော့ဘူးကွာ။ တနာတတ်တဲ့လေသမားကြီးကတော့စိတ်မကောင်းဖြစ်သွားပါတယ်။စိတ်မပူပါနဲ့ဗျာ။ငါလက်ထဲမှာကင်ထားတဲ့ပန်းကိုတွေ့လား။ငါဒီပန်းကိုဟိုးဝေးကြီးကနေယူပြီးတော့ပြန်လာခဲ့တာ။ဒီပန်းကလိုရာစုကို တောင်းနိုင်တယ်လေ။ဒါဒါဆိုရင်ငါသမီးလေးကိုကူညီပေးပါလားကွာ။ဟုတ်ပါပြီဗျာ။လုပ်ပေးပါမယ်။အဲ့ဒီချိန်မှာအလင်းရောင်လေးထွက်ကကောင်လေးတယောက်ပေါ်လာပါတယ်။ လေသမားကြီးလည်းအံ့ဩစွာနဲ့ကောင်းလင်းကိုကြည့်လိုက်တယ်။ခမရဲ့ကြည်သူကြောင့်နဲ့ကျွန်တော်ကအခုလိုကျိန်စာကနေလွတ်မြောက်လာတာပါ။နတ်သမီးတရားထိုင်နေတာကိုမကြည့်ဘဲနဲ့သွားနှောက်ရှက်မိလိုက်လို့အခုလိုမျိုးပန်းပွင့်တစ်ပွင့်အဖြစ်ပြောင်းနေရတာပါ။ကျွန်တော်ရဲ့ကျိန်စာကိုဖြေနိုင်ဖို့ကစိတ်ကောင်းရှိပြီးတော့ရိုးသားတဲ့လူတယောက်သာကျိန်စာကိုပြေပေးနိုင်တာပါ။အသင်အခုလိုရာစုကို တောင်းနိုင်ပါတယ်။ ။ဒါပြင်ကျွန်တော်ရဲ့သမီးလေးယောဂါကိုပျောက်ကင်းစေချင်ပါတယ်။ပြီးတော့တတိကြီးရဲ့သမီးလေးရဲ့ယောဂါကိုလည်းပျောက်ကင်းအောင်လုပ်ပေးပါ။ဒါပဲလားဒီထက်ပိုပြီးတော့စုတွေတောင်းလို့ရပါသေးတယ်။ကျွန်တော်မလိုချင်တော့ပါဘူး။ကျမ်းမာခြင်းဆိုတာက ကျွန်တော်တို့အတွက်တော့ချမ်းသာခြင်းတစ်ခုပါပဲ။ဟုတ်ပါပြီ။မင်းရဲ့စူတွေပြည့်ပါတယ်။ဒီလိုပြောပြီးတော့ကောင်းလင်းကလည်းနေရာကနေပျောက်ကွယ်သွားပြန်တယ်။ တရေကြီးကလေသမားကို ကြည့်ပြီးတော့ပြောလိုက်ပါတယ်။မင်းဟောငါအရန်ကိုကျေးဇူးတင်ပါတယ်။မင်းရဲ့လေတွေကိုလည်းငါပြန်ပေးမယ်။အတူတွေလည်းပြန်ဆက်စရာမလိုတော့ပါဘူး။အခုလိုပြောပြီးတော့တရေကြီးကသူ့ရဲ့အိမ်ကိုပြန်သွားတယ်။သူ့အိမ်ကိုရောက်တဲ့အချိန်မှာတော့သူ့သမီးလေးကျမ်းမာနေတာကိုတွေ့လိုက်ရပါတယ်။ရန်အနေငယ်ကြတော့လေသမားကြီးကဖုန်းကြီးကိုအဖြစ်အပျက်တွေအကုန်လုံးကို ပြောပြလိုက်ပါတယ်။ မင်းတို့ငါစားတွေ့တဲ့ကမင်းလုံနိုင်မယ်ဆိုတာငါသိတယ်။လဲသမားကြီးလည်းဒီစကားကိုကြားတော့ပြုံးသွားတယ်။နောက်ဆုံးမှာတော့ယူသားကြိုးစားတဲ့လဲသမားကြီးလည်းပျော့ပျော့ရွှင်ရွှင်နဲ့ဘဝကိုဖျက်ဆီးပြီးတော့နေထိုင်သွားခဲ့ပါတယ်။ဟုတ်ကဲ့ပါဒီနေ့အတွက်ပုံမြင်လေးရတော့ဒီလောက်ပါပဲရှင်။ပုံမြင်လေးကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ channel လေးကိုလည်း like and subscribe နှိပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်။နောက်ထပ်ပုံမြင်အသစ်တွေနဲ့ပြန်လာခဲ့ပါအောင်ရှင်။